2025ခုနှစ်မေလမှာအီရန်တောင်ပိုင်းလေပိုင်းတစ်ထဲကအဆက်ကလေးတစ်စက်ဟာအမေရိကန်လေတပ်ကုတ်ကဲမှုစခန်းကရေဒါဖန်သားပြင်ပေါ်ကနေရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါဟာအချက်ပြမှုအမှားမဟုတ်ပဲကမ္ဘာထိပ်တန်းလျှို့ဝှက် B2 Spirit Steel လေယာဉ်တစ်စင်းရဲ့ပေါ်လာတာနဲ့ပျောက်ကွယ်သွားတာပဲဖြစ်ပါတယ်။ဒီလေယာဉ်ဟာအီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်အားလုံးကိုရှောင်ရှားဖို့အတွက်အနိုင်ပြန်တမ်းပြီး Black Op အဆင့်ထောက်လန်းရေးမရှင်ကိုလှုပ်ဆောင်နေခဲ့တာပါ။ ။လေရင်ဖူးကတော့လေထဲကနေအဆုံးမရှိတဲ့ကြမ်းတမ်းတဲ့တောင်တန်းတွေကိုပဲမြင်နေခဲ့ရပါတယ်။ဒါတွေဟာဒန်နာယီလာဇာဂရော့စ်တောင်တန်းတွေပါပဲ။ဒါပေမဲ့ဒီရှေးကျတဲ့ကြောက်ဆောင်တွေရဲ့အောက်ခြေနက်နက်မှာတော့တခြားကဘာတစ်ခုပုံအောင်နေပါတယ်။ဒါဟာအီရန်ရဲ့မြေအောက်ဒုံးပျံစခန်းစနစ်ဖြစ်ပြီးခိုင်ခန့်ပြီးခင်မိတဲ့မြေအောက်မြို့ကြီးတွေကိုဖော်ပြထားပါတယ်။ထိုးဖောက်ဝင်ရောက်ဖို့မဖြစ်နိုင်လောက်အောင်ခတ်ခဲပါတယ်။ဆယ်စုနှစ်များစွာကလေးကတည်ဆောက်ခဲ့တဲ့ဒီစခန်းတွေဟာမြေကြီးနဲ့ကြောက်လွှာပေါင်းများစွာအောက်ပေ330ကျော်နက်နက်မှာရှိပြီးဘူမိဗေဒဆိုင်ရာတိတ်သီးစားကလည်းဇက်တိုက်ပြောင်းလဲနေတဲ့အတွက် ခင်မိဘုံအများစုကိုတော့ခုခံကာကွယ်နိုင်စွမ်းရှိပါတယ်။ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်။သူတို့ကိုရှစ်ပေအထူရှိကွန်ကရစ်နေရန်တွေနဲ့လည်းကာကွယ်ထားပြီး25တန်းအထိလေးတဲ့ဘန်ဂါတကားတွေနဲ့ပိတ်ထားပါတယ်။ဒီတကားတွေကိုမိုင်းတမိုင်ပတ်လည်တွင်30မီကာတန်းနျူကလ িয়ার ပောက်ကွဲမှုကိုခံနိုင်ရည်ရှိအောင်ဒီဇိုင်းထုတ်ထားတာပါ။ဒီကာကွယ်ရေးဆင်ဟာအမေရိကန်ပြည်ထောင်စုရဲ့စစ်အေးခစ်ကချက်ရန်တောင်တန်းစခန်းတွေတောင်နှိုင်းရှင်နိုင်ပါတယ်။ဥမင်တစ်ခုဖြတ်စည်းလိုက်ရုံနဲ့အဆုံးသက်သွားပြီလို့ထင်ရင်တော့မှားပါလိမ့်မယ်။ ဒီဥမင်တွေဟာယာနဲ့ချီတဲ့မိုင်ပေါင်းများစွာရှည်လျားတဲ့ကွန်ရက်တစ်ခုကိုဖွဲ့စည်းထားပြီးပစ္စည်းကိရိယာတွေလက်နက်တွေနဲ့ဒုံးမြန်တွေကိုနေရာချင်းချင်းဘေးကင်းစွာရွှေ့ပြောင်းနိုင်တဲ့အတွက်ရပ်တန့်ဖို့မဖြစ်နိုင်သလောက်ပါပဲဒီမြေရောက်ဘန်ဂါရီမှာအီလန်တော်လန်ရေးအဆောင်တက်နဲ့ကနတ်ဇက်နဲ့ဖိတ်ကရှာဟတ်3ဆိုတဲ့ယာနဲ့ချီတဲ့ပဲ့တင်းဒုံးမြန်တွေကိုမိုဘိုင်းတယ်ယူပို့ဆောင်ရေးဒုံးမြန်ပြစ်လွှတ်ရင်တီယာဗဟိုင်ဂရီပေါ်မှာတက်ဆင်ပြီးအသုံးပြုနေပါတယ်ချက်ချင်းဆိုသလိုဒီဒုံးမြန်ပြစ်လွှတ်ရင်တွေဟာဘန်ဂါဝင်ပေါက်တွေကနေအလင်းမြန်ထွက်လာပြီး အကွာဝေးရှိဒုံးမြန်တွေကိုအများပြားပြစ်လုကာမိနစ်ပိုင်းအတွင်းတောင်းတွေတဲပြန်ဝင်နိုင်ပါတယ်ဒီစနစ်မှာလေတိုက်နှုံးနဲ့ဆိုထိုင်းဆောက်ကိုတွက်ချက်ဖို့မိုးလေဝသရင်တွေလည်းပါဝင်ပြီးပြစ်ခတ်မှုတိုင်းရဲ့တိကျမှုကိုပိုမိုတိုးမြှင့်ပေးပါတယ်တောင်းတွေရဲ့အနက်ဆိုင်ဆုံးတောင်းတနေရာမှာတော့ကိုကဲမှုစကန်တစ်ခုကလုံကြုံတဲ့ဆက်သွယ်ရေးစကန်တစ်ခုကိုလေပတ်နေပါတယ်အဲဒီကနေအထက်အမိန်ပေးဌာနနဲ့ပြစ်နှမှုစနစ်တစ်ခုလုံးကြမှာလျှို့ဝက်ကုန်နဲ့ဆက်သွယ်မှုကိုထိမ့်သိမ်းထားပြီးပိတ်ဆို့မှုတွေဒါမှမဟုတ်အီလက်ထရောနစ်တိုက်ခိုက်မှုတွေကြမှာတော့ပြစ်ခတ်မှုအမိန်တွေနဲ့ ြစ်မှတ်ပြောင်းလဲမှုတွေဟာအချိန်နဲ့တပြေးညီဖြစ်ပေါ်နိုင်တာကိုသိကြစေပါတယ်။ James Martin Center ကမကြာသေးခင်ကရရှိခဲ့တဲ့ဂျိုဒူတပ်ပုံတွေကအီရန်ဟာသူ့ရဲ့မြေအောက်ကွန်ရက်ကိုဆက်လက်တိုးချဲ့နေတာကိုဖော်ပြနေပါတယ်။ဒါဟာလျှို့ဝှက်နျူကလ িয়ার စီစဉ်တွေကိုပံ့ပိုးဖို့ဖြစ်နိုင်တယ်လို့ဒါမှမဟုတ်စစ်ဖြစ်လာရင်ရှင်သန်နိုင်စွမ်းကိုမြင့်တင်ဖို့တတ်တက်လဲဖြစ်နိုင်ပါတယ်။ဒါဆိုရင်ပေယာနဲ့ချီနဲ့တဲ့တောင်တွေထဲမှာရှိပြီးတန်ကြပ်ကအပြည့်စုံနဲ့အနှဲငယ်ပျက်စီးခဲ့ရင်တော့ဇက်တိုက်တိုက်ခိုက်နိုင်တဲ့စခန်းတစ်ခုကိုအမေရိကန်ကဘယ်လိုဖြတ်စီးမလဲ။ ဒါဟာနှစ်30ကြာကြာမဖြေရှင်းနိုင်သေးတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့ဘုံမျိုးဆက်တစ်ခုမွေးဖွားလာခဲ့ပါတယ်။ဒါဟာ American လေတပ်အတွက်တောင်တွေကိုဖြိုခွဲဖို့အဓိကတော့ချက်ဖြစ်လာနိုင်ပါတယ်။အဆုံးစွန်တောင်ဖြိုဘုံ American ရဲ့ဘုံနီးပြူဟာအစ်စ်ပဲဖြစ်ပါတယ်။2025ခုနှစ်ရဲ့ပထမဆုံးလတွေမှာပင်ဂွန်က GBU 72ရဲ့ထုတ်လုပ်မှုလိုင်းကိုတိုးချဲ့ဖို့အတွက်အပိုဆောင်ဒေါ်လာ1.1ဘီလီယံကိုထပ်မံအတည်ပြုခဲ့တာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။ GBU 72ဟာ American လေတပ်ရဲ့လက်နက်တိုက်ထဲမှာ အဆင့်မြင့်ဆုံးနဲ့လျှို့ဝှက်အကြဆုံးဘန်ကာဖြတ်ဘုံးတွေကတမျိုးပါဒီဘုံးကို engineer တွေကြားမှာ dart လို့နာမည်ပြောင်းပေးထားပါတယ်ဘာလို့လဲဆိုတော့တူးရခတ်တဲ့ကြောက်လှတွေနဲ့အားဖြင့် concrete လှတွေကိုလှန်တချောင်းလိုထိုးပေါက်ဝင်ရောက်အောင်ဒီဇိုင်းထုတ်ထားလိုပါပဲပေါင်9000နှစ်တသမနှစ်တန်ကျော်အလေးချိန်ရှိတဲ့ GPU 72ဟာအမေရိကန်ကထုတ်လုပ်ခဲ့တဲ့အကြီးဆုံးဘုံးတော့မဟုတ်ပါဘူး။ဒါပေမဲ့သူ့ကိုထူးခြားစေတာကတော့သူ့ရဲ့ smart sensor တွေနဲ့ smart fuse ပေါက်ကွဲမှုနည်းပညာပဲဖြစ်ပါတယ်။ smart fuse ဆိုတာက ဘုံကိုမြေကြီးကိုထိတာနဲ့ချက်ချင်းမပေါက်ခွဲစေပဲမြေအောက်မှာတင့်တော်တဲ့အနက်ထိဆက်လက်ထိုးဖောက်ဝင်ရောက်ပြီးမှအဖြတ်စွမ်းအများဆုံးရရှိနိုင်တဲ့နေရာမှာအလိုအလျောက်ပေါက်ခွဲစေတာပါဒါဟာအီရန်ရဲ့ဘန်ဂါရီဟာအလွန်ခိုင်ခန့်တဲ့အားဖြစ်ကွန်ကရစ်နဲ့တောင်ကျောက်တွေနဲ့ခိုင်ခန့်အောင်ဆောက်ထားတဲ့ဇာဂရုစ်တောင်တန်းတွေလိုတိုက်ခိုက်ရေးပတ်ဝန်းကျင်တွေမှာအရေးကြီးပါတယ်ဒါပေမဲ့ GPU 72ဟာသူ့ရဲ့အလားအလာအပြည့်အဝကိုအသုံးချနိုင်ဖို့အတွက် အမေရိကန်ကဒုတိယကမ္ဘာစစ်လို့ရိုးရိုးပုံးတွေချယုံနေမရပါဘူးအဲ့ဒီအစားပင်ဂွန်ဟာလုံးဝအစ်တဲ့နီးပြူဟာတစ်ခုကိုထိထွင်ခဲ့ပါတယ် stack penetration လို့ခေါ်တဲ့အလှော်လိုက်တိုက်ခိုက်မှုပါပဲဒီနီးပြူဟာမှာ GPU 72ဘုံစီးရီးတစ်ခုကို GPS နဲ့လမ်းညွှန်ပြီးတူညီတဲ့ပြစ်မှတ်နေရာကိုတစ်ခုပြီးတစ်ခုစင်စက်မပြတ်ပြစ်ချမှာဖြစ်ပါတယ်ဘုံတစ်လုံးစီကနောက်တစ်လုံးအတွက်လမ်းခင်းပေးပြီးအကြီးစားဘူတာသုံး24ဇက်လိုမျိုးဖြတ်စည်းသွားမှာပါအစင်မြင်စစ်ဘက်သုံး GPS နီးပညာကြောင့်ဒီဘုံးတွေဟာ76ပေတာကွာဟမှုရှိတဲ့တိကျမှုမျိုးရှိပြီး ကာဝေးရေးလွှာပိုင်းတိုင်းကိုထိုးပေါက်ကနေအောင်စခန်းရဲ့အဓိကနေရာကိုထိမှန်နိုင်မှာပါဒီနည်းပြဟာကိုကောင်းထဲဖော်ဖို့အတွက် American Leader ဟာ platform အမျိုးမျိုးကြားချုံးမွေသွားပေါင်းစပ်မှုလိုအပ်ပါတယ် B2 Spray ဟာလျှို့ဝှက်ပြီးခရီးဝေးအလေးချိန်များစွာတည်ဆောင်းနိုင်တာကြောင့် GBU 72 Bone Series ကိုတည်ဆောင်းကအီရန်ရဲ့လေကြောင်းကာဝေးရေးစုံကိုမတိမတာထိုးပေါက်ဝင်ရောက်နိုင်ပါတယ် F15EH ကတော့ဒီဘုံမျိုးစားကိုတည်ဆောင်းမှုအကောင်းဆုံးဖြစ်အောင်ပြုပြင်ထားတဲ့မျိုးဆက်တဲ့ Multi Road တိုက်လေရင်ဖြစ်ပြီး ဥတီယာမျိုးစုံကနေတိုက်ခိုက်မှုတွေကိုပေါင်းစပ်ညှိနှိုင်းပေးမဲ့ဒုတိယတိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ဆောင်ရွက်ပါတယ်။ EC13H Combat Squadron နဲ့ RC135 River Drive Electronic စစ်ပွဲလေယာဉ်တွေကတော့အီရန်လေပိုင်နဲ့ပြင်ပမှာပြန်တန်းရင်ဂျန်သူရဲ့ရေဒါနဲ့ဆက်သွယ်ရေးစနစ်တွေကိုပိတ်ဆို့ထားပါတယ်။နောက်ဆုံးအနေနဲ့ထောင်လန်းရေးဂျူတူတွေကအချိန်နဲ့တပြေးညီရုပ်ပုံတွေကိုပေးပို့ပြီးပြစ်မှတ်ကိုချိန်ညှိပေးကလှုပ်ရှားနေတဲ့ဘန်ကာဝင်ပေါက်ကိုတိကျသွားထိမှန်သေးတာကိုသိကြစေပါတယ်။ဒါပေမဲ့ပြည်ထနာကနီးပညာပိုင်းတသက်တော်မဟုတ်ပါဘူး။ အီရန်ရဲ့စခန်းတိုင်းမှာထွက်ပေါက်တစ်ခုထပ်မကရှိနေလေရှိပြီးဒုံးပြန်ပစ်လွှတ်ရင်တွေဟာပြင်ဆင်ထားတဲ့နေရာကနေထွက်ဖို့မိနစ်အနည်းငယ်ပဲလိုပါတယ်။ဒါကအမေရိကန်ရဲ့တုံ့ပြန်ချိန်ကိုတိတိတတ်တာရော့ကြစေပါတယ်။ဒီစိန်ခေါ်မှုကိုဖြေရှင်းဖို့အတွက်အမေရိကန်လေတပ်ဟာလက်နက်အသစ်တမျိုးဖြစ်တဲ့ GBU 57AB Massive Ordnance Penetrator MOP အစစ်မြင့်တင်ထားတဲ့ version ကိုအစပြုနေပါပြီ။ဒီဘုံးကိုငရဲကြီးလက်သေး Claw of Hell လို့နာမည်ပြောင်းပေးထားပါတယ်။ဒီဘုံမျိုးစားဟာပေါင်300ထိအလေးချိန်ရှိပြီး ်ပေ200ကနေ330အနက်ရှိတဲ့ဘန်ဂါရီကိုဖျက်ဆီးဖို့အထူးဒီဇိုင်းထုတ်ထားတာပါ။ပေါက်ကွဲမှုမဖြစ်ခင်အားဖြင့်ကွန်ကရစ်ပေ20အထိထိုးပေါက်ဝင်ရောက်နိုင်ပါတယ်။2025ခုနှစ်စောပိုင်းမှာပြုတ်လုခဲ့တဲ့လေ့ကျင့်ရေးတရုတ်ပြပွဲတစ်ခုမှာ MOB ကို Nevada စမ်းသပ်လေ့ကျင့်ရေးနယ်မြေမှာစမ်းသပ်ခဲ့ပါတယ်။ Zagros Town နဲ့ရဲ့မြင်းမျက်နှာပြင်ကိုတိတိကျကျအတူယူထားပြီးရလက်တွေအရပေ230အနက်မှာရှိတဲ့ဘန်ဂါပုံစံကိုလုံးဝပျက်စီးသွားတာကိုပြသခဲ့ပါတယ်။ဘုံတလုံးဘလောက်ပဲအစွမ်းထက်ထက်သူ့မှာကန့်သက်ချက်တွေတော့ရှိနေပါသေးတယ်။ ပြစ်မှတ်ကိုထိမှန်မှုအတွက်တိကျတဲ့ထောက်လှမ်းရေးအချက်အလက်တွေလိုအပ်ပါတယ်ဒီနေရာမှာပဲ Israel ကဝင်ရောက်လာပါတယ်စစ်ရေးလေလာသုံးသပ်သူတွေကအီရန်ရဲ့မြေအောက်စခန်းအများစုကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာခရဲကမော့ဆက်ကတရှိုကွန်ရက်နဲ့ထောက်လှမ်းရေးဂျူလူတွေကတဆင့်တိတိကျကျဖော်ထုတ်ထားတယ်လို့ယုံကြည်ကြပါတယ်2020ပြည့်နှစ်မှာနျူကလ িয়ার သိပ္ပံပညာရှင် Mohsen Fakhradi ကိုအလိုအလျောက်တနက်တက်ဆင်ထားတဲ့အဝေးထိန်ဆက်ရုပ်ကိုအသုံးပြုပြီးလောက်ကျန်တက်ဖြတ်ခဲ့တဲ့စစ်စင်ရေးနောက်ပိုင်း အမေရိကန်နဲ့အစ္စရေးတို့ဟာသူတို့ရဲ့အချိန်နဲ့တပြေးညီထောက်လန်းရေးအချက်လက်မျှဝေရေးစနစ်ကိုအဆင့်မြင့်တင်ခဲ့ကြပါတယ်။ဒီအဆင့်မြင့်တင်မှုကဥမင်ဝင်ပေါက်တွေအားနည်းချက်တွေနဲ့စက်ရုံတိုင်းရဲ့လေပတ်ချိန်တွေကိုတိတိကျကျဖော်ထုတ်စေနိုင်ခဲ့ပါတယ်။ GPU 72ဒါမှမဟုတ် MOB ဘုံတွေကပြစ်မှတ်ရဲ့အထိခိုက်လွယ်သုံးနေရာတွေကိုတိတိကျကျထိမှန်မှုအတွက်တည်နေရာပြကရိယာကိုကြိုးတက်တက်ဆင်ထားလို့လိုရဲလို့ကျွမ်းကျင်သူအများပြားကယုံကြည်ကြပါတယ်။ဆိုလိုတာကတော့အထူးတက်ဖွဲ့တွေဒါမှမဟုတ် လျှို့ဝှက်အေဂျင့်တွေကလမ်းညွှန်ကိရိယာတစ်ခုကိုစိုက်ထူထားရမှာဖြစ်ပါတယ်။ဒါကရိုးရာပုံကျဲတိုက်ခိုက်မှုတွေနဲ့မြေပြင်ကနေဖြက်စည်းရေးလုပ်ငန်းတွေကိုပေါင်းစပ်တဲ့နီးပြူဟာအစ်တစ်ခုကိုဖန်တီးပေးပါတယ်။ဒီခေတ်နှစ်မှာလက်နက်တွေကတခုရီးသောကန့်သက်ချက်မဟုတ်တော့ပါဘူး။အီရန်ကိုဘလို့တိုက်ခိုက်မှုမျိုးမဆိုလူသတင်းအချက်လက်နဲ့အထူးစစ်စင်ရေးတွေကအဓိကခန်းကဏ္ဍကနေပါဝင်လာပါတယ်။တီးကြသွားလမ်းညွှန်ထားတဲ့ဘုံကိုသုံးပြီးတောင်တစ်ခုကိုဖောက်ဖို့နိုင်ငံတကာနိုင်ငံကအစဉ်အသင့်ဖြစ်နေပြီဆိုရင်လူတွေကမေးခွန်းတွေစတင်မေးလာကြမှာပါ။ အမေရိကန်ကသတိပေးုံတသက်ပဲလားဒါမှမဟုတ်ခေတ်သစ်သမိုင်းမှာမကြုံစဘူးတိုက်ခိုက်မှုတစ်ခုအတွက်တကယ်ပဲပြင်ဆင်နေတာလားဆိုပြီးတော့ပေါ့2025ခုနှစ်မေလ24ရက်နေ့မှာထရီယန်မြို့တော်ရဲ့အရှေ့မြောက်ဘက်နိုင်ယာဗန်ခရိုင်ကဇိန်ခံအိတ်အတာတစ်ခုမှာလျှို့ဝှက်ဆန်းကျတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။မျက်စိတမိတ်အတွင်းမှာပဲအောက်အုံရဲ့တတရတက်တစ်ခုလုံးပေါက်ကွဲပျက်စီးသွားခဲ့တာပါ။တော်လန်ရေးအဆောင်တပ်ဖွဲ့ကနေရာကိုလှင်မြန်သွားပိတ်ဆို့ခဲ့ပြီးအီရန်မီဒီယာတွေကတော့ဒဏ်ငွေယူဆိတ်မှုကြောင့်မတော်တဆဖြစ်တာလို့ခတ်တူတူပဲထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့၁၂နှစ်ကြာမှာတော့ ဟစ်ဘိုလာနဲ့ဆက်ဆက်နေတဲ့လက်ပနိုမီဒီယာတွေကထိတ်လန့်စရာသတင်းတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ပောက်ကွဲမှုမှာသေဆုံးသွားသူကဟားမတ်စ်အဖွဲ့ရဲ့ထိတ်တန်းကောင်းဆောင်တဦးဖြစ်တဲ့အစ်မိုင်းဟန်နီယာဖြစ်ပြီးဒါဟာမတော်တဆမှုမဟုတ်ဘဲမော့ဆက်ကအစ္စရေးအေဂျင့်တွေရဲ့ပြစ်မှတ်ထားလုပ်ကြံမှုဖြစ်တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုကအီရန်ရဲ့ဂုံတိုက်ခါကိုထိခိုက်ခေစေခဲ့ရုံသာမကသူတို့ရဲ့ကောင်းဆောင်မှုနဲ့နှီးဆက်သူတဦးကိုမြို့တော်ထဲမှာလုပ်ကြံခံလိုက်ရတာအလွန်မင်းလုံခြုံရေးတင်းကျပ်တယ်လို့သတ်မှတ်ထားတဲ့အရှိလေပိုင်းမှာရန်သူကနက်နက်ဆိုင်ဆိုင်ထိုးဖောက်ဝင်ရောက်နေပြီဆိုတော့ ကြောင်းမက်ဖွဲ့ရာအားနည်းချက်ကိုလည်းဖော်ထုတ်ပြသခဲ့ပါတယ်။တပ်သေးထောက်ထားတွေကတဖြည်းဖြည်းပေါ်လာခဲ့ပါတယ်။ပြည်ရင်းလုံခြုံရေးကင်မရာတွေကနေပေါက်ကြားလာတဲ့ဗီဒီယိုတစ်ခုမှာအပြင်ကနေဒုံးကျည်ပြက်ခတ်ခဲ့တဲ့ဆိုတဲ့လက္ခဏာဘာမှမတွေ့ရပါဘူး။ပေါက်ကွဲမှုကဟန်နီယာမှာရှိနေတဲ့အခန်းထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီးနေရာတိကျကိုတိတိကျကျထိမှန်ခဲ့တာကရက်သက်တပတ်တွေကြိုတင်ပြီးဖောက်ခွဲရေးပစ္စည်းတွေထောင်ထားခဲ့တယ်လို့သူပေါ်လာမဲ့အချိန်ကိုစောင့်ပြီးဖောက်ခွဲလိုက်တယ်လို့မျိုးဖြစ်နေပါဗျ။ အီရန်ရဲ့အစိုးရနဲ့နှီးဆက်တဲ့ Tasnin News ကသတင်းရင်းမြစ်အချို့ကတော့ဟန်နီယာရဲ့ကိုရန်တော်အသက်ခန့်အပ်ခံထားခဲ့ရတဲ့သူ Mossack Agent တွေကိုတီနီယာချက်လက်ပေးခဲ့တာဖြစ်နိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါပေမဲ့သူလဲပောက်ကွဲမှုမှာတေဆုံးသွားခဲ့ပါတယ်။ဒါကြောင့်ကျွမ်းကျင်သူအများပြားကမိရှို့ခြင်းဒါမှမဟုတ်ဖောက်ခွဲခြင်းကိရိယာကိုလူတအူးတဲ့အပေါ်အာမကိုပဲကြိုတင်အစီအစဉ်ချထားတာဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒီလောက်ချက်မှုက Israel ရဲ့အရင်ကလှုပ်ဆောင်ခဲ့တဲ့စစ်စင်ရေးတွေရဲ့လက္ခဏာတွေအကုန်လုံးကိုလှုပ်ဆောင်နေပါတယ်။2020ပြည့်နှစ်မှာသိပ္ပံပညာရှင် မော်ဆန်ဖာကရီယာဒါကအဝေးထိန်ဆက်ရုပ်တနက်နဲ့တပ်ဖြတ်ခဲ့တာကနေရှူဒီကဂိုဒေါင်တစ်ခုကိုနျူကလ িয়ার ဆာရွက်စာရန်ထောင်ပေါင်းများစွာကိုခိုးယူခဲ့တာအထိလုပ်ငန်းတစ်ခုစီတိုင်းကခင့်မိပြီးတိတ်ဆိတ်ကခြေရာလက်ရာလုံးဝမကျန်ခဲ့ပါဘူး။ဒါဆိုဒါရီကဇာဂရော့စ်တောင်တန်းတွေကနက်ဆိုင်တဲ့ဒုံးကျည်စကန်တွေနဲ့ ဘလို့ဆက်ဆက်နေလဲဆိုတော့တော်တော်လေးဆက်ဆက်နေပါတယ်။စရေးလေးလာသူတွေရဲ့အဆိုအရအစ္စရေးကထရီယန်မြို့တော်တွေကထိတ်တန်းကောင်းဆောင်တအူးကိုပြစ်မှတ်ထားဖောက်ခွဲပြီးလုကြံနိုင်တယ်ဆိုရင်ပိုပြီးခံတက်ခိုင်ခန့်တဲ့စရေးပြစ်မှတ်တွေကိုလည်းအဲ့ဒီလိုလုပ်နိုင်တယ်လို့ဆိုပါတယ်။ Biggest Strategic Stories Institute ကမကြာသေးငယ်ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာတစ်ခုမှာအီရန်ရဲ့မြေအောက်စခန်းတွေကိုအပြင်ကနေဖျက်ဆီးဖို့မလိုအပ်ဘဲအတွင်းကနေဖြိုချနိုင်တယ်လို့အကြံပြုထားပါတယ်။ဈေးကြီးတဲ့ Banker Buster ဘုံးတွေအသုံးပြုမဲ့စား အတွင်းကနေဤပညာဆိုင်ရာအခြေခံအဆောက်အအုံတွေကိုဖျက်ဆီးတဲ့နီးဗျူဟာကအဓိကချင်းကပ်မှုဖြစ်လာနေပါတယ်။ဒုံကြီးရုပ်သိမ်းတဲ့လမ်းကြောင်းဒါမှမဟုတ်ဗဟိုလေဝင်လေထွက် area လိုနေရာမျိုးမှာတိတိကျကျထားရှိထားတဲ့အကွာအဝေးကိုတည်နေရာပြကရိယာဒါမှမဟုတ်သိငယ်တဲ့ဖောက်ခွဲရေးပစ္စည်းတစ်ခုထောင်ယုံနေပဲလေဝင်လေထွက်စနစ်တစ်ခုလုံးကိုဖျက်ဆီးနိုင်ပြီးမြေအောက်ခံတပ်အတွင်းမှာဆက်ဆက်တုံ့ပြန်မှုဖြစ်စဉ်တစ်ခုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ American စစ်တပ်ကသတင်းရင်းမြစ်တစ်ခုကတော့ Delta Force အထူးစစ်ဆင်ရေးအဖွဲ့တွေကို Zagros ဇလန်းအခြေအနေအတွက်လေ့ကျင့်ပေးနေတယ်လို့ထုတ်ဖော်ခဲ့ပါတယ်။ အဲ့ဒါကတော့အီရန်အနောက်ပိုင်းဒေသတွေကိုနက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ပြီးအပူစွမ်းရင်အာယုန်ခံကိရိယာတွေတက်ဆင်ထားတဲ့မော်တော်ဆိုင်ကယ်တွေကိုသုံးပြီးဘေးတံခါးပေါက်တွေကနေဥမေလှိုင်ကောင်းစနစ်ထဲကိုချင်းကပ်ကာပြီးရင်အခြေဆိုင်စခန်းထဲက lifting mechanism ကိုဖြတ်စည်းဖို့ဖောက်ခွဲရေးပစ္စည်းတွေထောင်တာမျိုးပါဟုတ်ပါတယ်ဒါကလွယ်တော့မလွယ်ပါဘူးအီရန်ကမိုက်တာမဟုတ်ပါဘူးသူတို့ကစခန်းဆောင်တပ်ဖွဲ့တွေကိုရ60တခါလှည့်လည်တောင်းဝင်ချတာပြီးဘသူကမှအထီးကိမ်းမခံတဲ့ယာရုနေရာတွေမှာအကြာကြီးထားဝင်မပြုတဲ့မူဝါဒကိုကျင့်သုံးပါတယ် နေရာတစ်ခုစီကိုတင်းငယ်ပြီးတီးခြားစီခွဲထားတဲ့အဖွဲ့ငယ်လေးတွေကပဲလှုပ်ဆောင်ကြပြီးအဖွဲ့ချင်းချင်းတရင်ချက်လက်မျှဝေမှုကိုကန့်တတ်ထားပါတယ်။ဒါအပြင်အီရန်ရဲ့အကြီးဆုံးတောင်တန်းကြီးနှစ်ခုဖြစ်တဲ့ဇာဂရော့စ်နဲ့အီဘာစတိုကို Top M1 ROD လို့တာတိုလေကြောင်းရန်ကာဝေးရေးဒုံးကြီးစနစ်တွေနဲ့ပြည်ရင်းထုံ S300 ဒုံးကြီးတွေပါတက်ဆင်ထားတဲ့အထူးတပ်ဖွဲ့တွေကစောင့်ကြပ်နေပါတယ်။ဒါပေမဲ့အဲ့ဒါတွေက theory အရာပါပဲ။လက်တွေ့မှာတော့2009ခုနှစ်ကစပြီးအစ္စရေးဟာအီရန်နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုအ ਨੇ စုံ၅ကြိမ်လောက်ကြံမှုတွေအောင်မြင်စွာလှုပ်ဆောင်ခဲ့ပြီး အဲ့ဒီဆက်စင်ရေးတွေတဲကတခုမှအချိန်မီမဖော်ထုတ်နိုင်ခဲ့ပါဘူးအနည်းဆက်ဆုံးကတော့2022ခုနှစ်မှာစောက်လုံရေးလုံသားတွေဖြစ်ဟန်ဆောင်ထားတဲ့အထူးတပ်ဖွဲ့ဝင်တစ်ဖွဲ့က Isfahan မြေအောင်စခန်းတစ်ခုတည်းကိုထိုးဖောက်ဝင်ရောက်ပြီးဗဟိုဆက်သွယ်ရေးကေဘယ်ကြိုးတွေပေါ်မှာခြေရာခံကိရိယာတွေထောင်းခဲ့ကအီရန်မတိလိုက်ခင်မှာပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်မေကွန်ကြီးကတော့အီရန်ကနှစ်30လုံးဂယုတစိုက်တိဆောက်ခဲ့တဲ့မြေအောက်ကွန်ရက်အကြောင်းအစ္စရေးကဘာတွေသိနေလဲဆိုတာပါပဲအစ္စရေးလက်ထက်ကဝိုင်းရဲလေယာဉ်မှုတအုပ်ကတစ်ချိန်ကပြောခဲ့ဘူးတာက အီရန်ရဲ့တဘာဝအာသာချက်ကတကယ်တော့သူတို့ရဲ့သေစေနိုင်တဲ့အားနည်းချက်ပဲ။ကြောက်ဆောင်ထူထပ်တဲ့တောင်းတန်းတွေကသူတို့ကိုလုံခြုံတယ်လို့ထင်စေတယ်။ဒါပေမဲ့ကျွန်တော်တို့အတွက်တော့ပုံအောင်နေဖို့အကောင်းဆုံးအဖုံးကွယ်ပဲတဲ့။အနောက်တိုင်းထောင်လန်းရေးကျွမ်းကျင်သူတွေကလည်းမီတာ930ရှည်လျတဲ့တောင်းတန်းကြီးကိုလုံးဝထိန်းချုပ်လို့မရဘူးလို့အတည်ပြုထားပါတယ်။ဒီမှောင်ခိုလမ်းကြောင်းတွေကလည်းအထူးလေ့ကျင့်ထားတဲ့အေဂျင့်ဖွဲ့တွေကတောင်းအကွဲကြောင်းတွေကိုထိုးဖောက်ဝင်ရောက်ပြီးသိငယ်တဲ့ပစ္စည်းကရိယာတွေကိုစခန်းဧရိယာနာကိုတည်ဆောင်လာနိုင်ကကရိယာတွေကိုထောင်းတာတိနီယာတွေကိုချေရခံတာဒါမှမဟုတ် ဘုံတွေကိုကောင်းကင်ကနေကြားရောက်လာဖို့မလိုပဲအတွင်းကနေဆက်ဆက်ပောက်ကွဲမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကအီရန်ကိုအမြဲတမ်းစိတ်ပူပန်သေးတဲ့စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုတစ်ခုပါ။တောင်ကြီးရဲ့အသင်းနှလုံးထဲကနေသူတို့ကိုတစုံတရာကစောင့်ကြည့်နေသလားဆိုတာပေါ့။မကြသေးမီကလှုပ်ရှားမှုတွေကအစပြိုးယုံတတ်တတ်ဆိုရင်အမေရိကန်နဲ့အစ္စရေးနှစ်နိုင်ငံစလုံးကကောင်းကင်ကနေရောမြေအောက်ကနေပါတိုက်ခိုက်မှုတွေကိုတပြိုင်တည်းစတင်မယ်ဆိုရင်ဘာတွေဖြစ်လာမလဲ။ကာတာမှာရှိတဲ့အမေရိကန်မြေအောက်ကိုကဲရေးစခန်းတစ်ခုမှာမိန်ဖြောတဲ့မိအောင်တွေကဇာဂရော့စ်တောင်တန်းရဲ့ 3D မြေပုံတစ်ခုပေါ်ကိုဖြာကျနေပါဗျ။ မိတ်တုံမိတ်တုံအနီရောင်ဆက်ကလေးတွေက coordinate တွေတသက်မဟုတ်ပါဘူးဒါတွေကသတိပေးချက်တွေပါအီရန်ကမြေအောက်နက်နက်ထဲမှာပယ်ထိန်းတုံးကြီးယာပေါင်းများသောကိုတင်းသီးထားပြီးပြစ်လွတ်ဖို့အဆင်သင့်ဖြစ်နေနိုင်ပါတယ်ဒါပေမဲ့အီရန်မသိတာကအမေရိကန်နဲ့အစ္စရေးတို့ကအဲ့ဒီတုံးကြီးတွေမြေအောက်ဆဲလော့စ်တွေကနေထွက်လာဖို့စောင့်စရာမလိုဘူးဆိုတာပါပဲ B2 Spirit ကနေပြစ်ချခဲ့တဲ့ Smart GPU 72ဘုံးကို Mousehead အထူးတပ်ဖွဲ့တွေကကြိုတင်တက်ဆင်ထားတဲ့လျှို့ဝှက်ကိရိယာတွေကနေလမ်းညွှန်ချက်ပြမှုတွေနဲ့ပေါင်းဆက်အသုံးပြုမယ်ဆိုရင် ဘသူမှထိုးဖောက်မရနိုင်ဘူးလို့ထင်ရတဲ့မြေအောင်စခန်းတွေကိုမိနစ်ပိုင်းအတွင်းမှာပဲထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။လိုအပ်မယ်ဆိုရင် MOB ဘုံကြီးတွေကဆက်လက်ပြီးတာဝန်ထမ်းဆောင်ပါလိမ့်မယ်။အလေးချိန်ပေါင်28 28600ကျော်ရှိတဲ့ဒီဘုံတွေကကွန်ကရစ်အလွှာတိုင်းကိုဖြတ်စီးပြီးဒုံးကြီးပြစ်လွတ်တဲ့မြေအောက်ခံတပ်တွေကိုမြေပြင်နဲ့တပြေးတည်းဖြစ်အောင်လုပ်ပစ်ပါလိမ့်မယ်။ပြဿနာကဖြတ်စီးနိုင်မဖြတ်စီးနိုင်ဆိုတာမဟုတ်တော့ဘဲ ဖြတ်စည်းပြီးရင်ဘာတွေဖြစ်လာမလဲဆိုတာပါပဲအီရန်ဘယ်လိုတုံ့ပြန်မလဲအစ္စရေးဒါမှမဟုတ်ဒီဒေတာကအမေရိကန်ခြေဆိုင်စခန်းတွေကိုပြန်ပစ်ခတ်ပြီးလက်စားချေမလားဟစ်ဘိုလာဟူသီဒါမှမဟုတ်တခြားကိုယ်စားလှယ်အဖွဲ့တွေပါဝင်လာမယ်ဆိုရင်တော့အရှိလေပိုင်းတစ်ခုလုံးမငြိမ်မသက်မှုတွေတည်းနစ်မြုပ်သွားနိုင်ပါတယ်ဒါကြောင့်အမေရိကန်ရဲ့တကယ့်ဖြူဟာကအကြီးစားတိုက်ခိုက်မှုတစ်ခုဖြစ်ချစ်ချင်မှာဖြစ်ပါလိမ့်မယ်လျှို့ဝှက်ဆန်းကြတဲ့ဖြစ်ရက်တွေဇက်တိုက်ဖြစ်အောင်ဖန်တီးထားတာမျိုးဖြစ်နိုင်ပါတယ်မီးလောင်တာဥမင်လှိုင်းကောင်းပြိုကျတာရေဒါစနစ်တွေမသိတဲ့အကြောင်းပြချက်တွေကြောင့်ရုတ်တရက်အလုံးမလုံးတော်တာမျိုးပါ တနတ်တန်တွေမကြားရပဲစစ်ကြင်ညာတာမျိုးမရှိပဲတောင်တန်းတွေရဲ့အတွင်းပိုင်းကနေတိတ်ဆိတ်တဲ့မှောင်မိုင်းမှုတစ်ခုပြန့်နှံ့လာတာမျိုးဖြစ်ပါတယ်။အီရန်အတွက်တော့တောင်တွေဟာနောက်ဆုံးခံစစ်ဆီးလို့သူတို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့ရန်သူကဥမေလှိုင်ကောင်းတိုင်းပစ္စည်းကရိယာတိုင်းကိုသိပြီးမြေအောက်ကနေထိုးဖောက်ဝင်ရောက်နိုင်ပြီဆိုရင်တော့အဓိကမေကွန်းကတိုက်ခိုက်ခံရမလားဆိုတာမဟုတ်တော့ပဲဘယ်တော့ဖြစ်မလဲ။ပြီးတော့တိုက်ခိုက်မှုကိုအောင်မြင်အောင်အောင်မြင်ဖို့အချိန်ရပါမလားဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။